မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်အာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထက်ပေါ်ရန်ပြက်ကွက်နေမှုကြောင့်မြန်မာစစ်ကောင်စီများကအာဆီယံထိပ်သီးနှင့်ဆက်ဆက်အစည်းအဝေးများတရောက်ခွင့်ဆက်လက်ပိတ်ပင်ပြီးရွေးကောက်ပွဲမကျင်းပမီအကြံဖတ်မှုများရပ်တန့်ရန်နှင့်အလုံးပါဝင်သောတွေ့ဆုံညှိနှိုင်းရေးလှုံ့ဆော်ရမယ်လို့အာဆီယံကအတိပေးပြောဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာဂျန်ဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်တဲပေါ်ရန်ပြတ်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်းဆောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံတိုင်းဝင်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံတိုင်းဝင်ကြီးအစည်းအဝေးပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အဓိကအချက်များအနေနဲ့ မြန်မာစစ်တပ်ကအာဆီယံဘုံတဘောတူညီချက်ငါချက်ကိုအတိတ်ပဲရှိသောအကောင့်တဲဘောတိုးတက်မှုများမလုံဆောင်သေးလျှင်အာဆီယံတိတ်သည့်အစည်းအဝေးနှင့်ဆက်ဆက်တွဲဆက်လုပ်ကိုင်ရမယ့်အစည်းအဝေးများတွင်မြန်မာစစ်ကောင်စားများတက်ရောက်ခွင့်ပြုမီမဟုတ်ပဲနိုင်ငံရေးအရာကိုစားမပြုသူများကိုတက်ခွင့်ပြုမီဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်အာဆီယံနိုင်ငံကြိုင်းဝင်ကြီးအစည်းအဝေးရဲ့ကြေညာချက်တွင်ရေကောက်ပွဲများမကျင်းပမီ နိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းရဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါသည်။ မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကိုလျှော့ချရန်နှင့်အရက်သားများနှင့်အရက်ဖက်အခြေခံအဆောက်အအုံများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများကိုရပ်တန့်ရန်ယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းမှုများကိုမြင့်တင်ရန်တိုက်တွန်းထားပါသည်။ရွေးကောက်ပွဲများမတိုင်မီအကြမ်းဖက်မှုများရပ်တန့်ခြင်းနှင့်အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရမယ်လို့အလေးပေးပြောကြားလိုပါတယ်လို့အာဆီယံနိုင်ငံတိုင်းဝင်ကြီးများရဲ့ကြေညာချက်တွင်ဖော်ပြထားပါသည်။ မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုနဲ့လိမ့်လာစောင့်ကြည့်ရေးအဖွဲ့များကိုဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီးရွေးကောက်ပွဲဟာလွတ်လပ်မြတ်ပြီးငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအလုံးပါဝင်တဲ့ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲဖြစ်လာမယ်ဖြစ်ကြောင်းအာဆီယံကထုတ်ပြန်ကြေညာထားပါတယ်မြန်မာနိုင်ငံအခြေအနေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လူကုန်ကူးမှု၊မွေးရည်စေဝါမှောက်ခိုရောင်းဝယ်မှု၊နေရက်စွန့်ခွာမှု၊စိုက်ဘာချင်းချမှုများနဲ့အွန်လိုင်းလိမ်လည်မှုများအပါအဝင်ပြည်ပခပေါ်ပေါက်လာသောနိုင်ငံဖြစ်သော ရာဇဝဲမှုများကိုကင်တွယ်ဖြေရှင်းရင်အလုံးပူပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရှိရပါသည်။အာဆီယံကမြန်မာနိုင်ငံပြည်သူများငြိမ်းချမ်းရင်တည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိရေးအတွက်ကူညီရန်ကုလသမဂ္ဂနိုင်ငံတကာတို့နဲ့အတူလက်တွဲဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ပြီးအနာဂတ်အစည်းအဝေးများတွင်တိုးတက်မှုကိုပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းခုလိုပဲသိရှိရပါသည်ရှင်။ဆလဘီမြန်မာနိုင်ငံအပေါ်ထားရဲ့ယက်တိချက်များအာဆီယံအစည်းအဝေး၌တင်ပြဆွေးနွေးသွားမည်ဆိုတဲ့အကြောင်းတင်ဆက်ပါပါမယ်ရှင်။ ထိုင်းနိုင်ငံမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးအဓိကရည်တည်ချက်၄ချက်ကိုအာဆီယံထိပ်သီးအစည်းအဝေးမှတိုင်ပြီးအာဆီယံနိုင်ငံကြ合いဝင်ကြီးများအစည်းအဝေးတွင်တင်ပြဆွေးနွေးခဲ့ကြောင်းထိုင်းနိုင်ငံကြ合いဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူနီကိုရင်ဘယ်လန်ကူရာကအခုလိုပဲပြောဆိုထားပါတယ်အဆိုပါရည်တည်ချက်၄ချက်အဖြစ်ငင်းကြဲရင်းနဲ့အလုံးပါဝင်သောဆွေးနွေးမှုများကို အရောက်သွားရင်လူသားချင်းစာနာထောက်ထားမှုအကူအညီများမရှိမဖြစ်လိုအပ်သောလမ်းကြောင်းဖြစ်ကြောင်းလာမယ့်ဒီဇင်ဘာလတွင်ကျင်းပမယ့်ရွေးကောက်ပွဲဟာပွင့်လင်းမြင်သာလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်စေရန်အားလုံးပါဝင်နှင့်ဆွေးနွေးမှုများရှိရန်လိုအပ်ကြောင်းရွေးကောက်ပွဲအလွန်ကာလတွင်လည်းအဖွဲ့စုပေါင်းမှုများပါဝင်သောဆွေးနွေးမှုဆက်လက်ထိန်းသိမ်းရန်တောင်းဆိုကြောင်းနှင့်အာဆီယံအနေနဲ့မြန်မာအင်ဒီဂျင်အပါအဝင် ဆက်ဆက်ပတ်သက်မှုများအားလုံးနဲ့အပြုတဘောဆောင်သောဆက်ဆက်ရေးတိုးမြင့်လှုပ်ဆောင်ရန်လိုကြောင်းမြန်မာနိုင်ငံအတွက်အာဆီယံရဲ့အထူးကိုယ်စားလှယ်ရရှိမှုကိုအာဆီယံနိုင်ငံများအတိုင်းပုံမှန်ထိအောင်အကျိုးဖြစ်ထွန်းရေးတိုးမြင့်ဆောင်ရွက်လိုကြောင်းဆွေးနွေးတင်ပြကြောင်းသိရှိရပါသည်။ထိုင်နိုင်ငံ၏အပြုတဘောဆောင်သောချင်းကဲဆောင်ရွက်နေမှုများကိုအစီအဝေးတက်ရောက်သူများမှအတိအမှတ်ပြုခဲ့ကြောင်းထည့်သွင်းပြောဆိုခဲ့ပါသည်။အာဆီယံထိပ်သီးအစည်းအဝေးကိုယနေ့မှစပြီး အော်တိုဘားလ28ရက်နေ့အထိကျင်းပမည်ဖြစ်ပြီးအော်တိုဘားလ25ရက်နေ့တွင်2025အာဆီယံနိုင်ငံခြားရေးဝန်ကြီးနှင့်စီးပွားရေးဝန်ကြီးတို့ရဲ့ပူးပေါင်း အစီအဝေး AMM AEM တို့ကကျင်းပခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဒီမောနိုင်ငံဟာ ASEAN အဖွဲ့ဝင်ဖြစ်လာတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရှိတောင်အာရှရဲ့နိုင်ငံအငယ်ဆုံးဖြစ်တဲ့ဒီမောနိုင်ငံဟာ ASEAN ရဲ့ဆက်တဲ့နိုင်ငံမြောက်အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ်ယနေ့မလေးရှားနိုင်ငံကွာလာလံပူးမြို့၌ကျင်းပနေတဲ့58ကျင်းမြောက် ASEAN ထိပ်သီးအစည်းအဝေးကအတီးပြူလက်မှတ်ရေးထိုးလိုက်ကြောင်းသိရှိရပါတယ်။လူဦးရေ1.4တန်းခန့်ရှိတဲ့ဒီမောနိုင်ငံဟာ ASEAN အဖွဲ့ဝင်ဖြစ်ရဲ့2017ခုနှစ်ကနေစတင်ပြီးကျိုး းပန်းခဲ့ခြင်းဖြစ်တယ်လို့ ASEAN အနေနဲ့လည်း26နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်အဖွဲ့ဝင်နိုင်ငံအင်အားတိုးချဲ့ခဲ့ခြင်းဖြစ်ပါရင်လက်ရှိကျင်းပနေတဲ့ ASEAN ထိပ်သီးအစည်းအဝေးကိုတီမောနိုင်ငံသမ္မတနဲ့ဝန်ကြီးချုပ်တို့ကတက်ရောက်လျက်ရှိပြီးမြန်မာစစ်ကောင်စီအနေနဲ့တီမောနိုင်ငံကို ASEAN အဖွဲ့ဝင်နိုင်ငံအသစ်အဖြစ်တရားဝင်လက်ခံမဲ့ကိစ္စအားယခုနှစ်ဇူလိုင်လအတွင်း ASEAN အလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံတို့စာပေပေါ်ကန့်ကွက်ခဲ့တယ်လို့တီမောနိုင်ငံဟာအခြားနိုင်ငံများနဲ့ပြည်တွင်းရေးဝင်ရောက်ဆက်ဖွဲ့ ရေမူကြမ်းကိုချိုးဖောက်နေတယ်လို့လည်းဆိုထားပါတယ်။တီမောနိုင်ငံအနေနဲ့စစ်ကောင်ရှင်အားဆန့်ကျင်နေကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုလွှတ်တော်ကိုစားပြူကော်မတီ CRPH နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်လို့မြန်မာဒီမိုကရေစီအရေးလှုံ့ဆော်မှုများကိုအားပေးထောက်ခံတဲ့နိုင်ငံလည်းဖြစ်တယ်လို့ခုလိုပဲသိရှိရပါတယ်ရှင်။ဆက်လက်ပြီးအာဆီယံညီလာခံတပ်ဖွဲ့မလေးရှားကိုထရန်ကရောက်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအော်တိုဘားလ26ရက်နေ့မှာမလေးရှားနိုင်ငံကိုဆက်ရောက်လာပြီးဖြစ်ပါတယ်။သူကိုမလေးရှားဝန်ကြီးချုပ်ကကိုရိုင်းကွာလာလမ်ပူမှာနိုင်ငံတကာလေဆိပ်မှာတွားရောက်ကြိုခဲ့ပါတယ်။သူဟာအရှိတောင်အာရှနိုင်ငံများအစီအယုံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားရဲ့ဖိတ်ကြောင်းမှုကိုလက်ခံပြီးကွာလာလမ်ပူမြို့သို့ရောက်ရှိလာခဲ့ပါတယ်။မလေးရှားမှာရှိနေစဉ်အတော်အတွင်းထရန့်ဟာအာဆီယံနှစ်နိုင်ငံဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြောင့်အပြည့်ခတ်ရက်စက်ရေးသဘောတူညီမှုစာချုပ်ချုပ်ဆိုမဲ့အစီအစဉ်ကိုလည်းတက်ရောက်ဖို့ အစည်းစင်ထားပါရင်မလေးရှားကိုဆက်ရောက်လာတာဟာထရန့်ရဲ့အာရှခရီးစဉ်အစပြုလို့လဲဆိုနိုင်ပါတယ်ထရန့်ဟာတောင်ကိုရီးယားစီခရီးဆက်ပြီးအဲဒီမှာအမေရိကန်ရဲ့အတ ିକ ပြိုင်ဘက်တရုတ်တမရရှိချင်းပင်နဲ့လဲတွေ့ဆုံဖို့အစည်းစင်ထားပါရင်နောက်ပြီးသူဟာအရှေ့အာရှမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံကိုလဲသွားရောက်ဖို့ရှိပါတယ် ထရန့်ကသူ့ရဲ့အာရှခရီးစဉ်အတော်တွင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်ဝမ်နဲ့2019နောက်ပိုင်းပထမဆုံးအကြိမ်လူချင်းတွေ့ဆုံလာမျိုးရှိကောင်းရှိလာနိုင်ကြောင်းအရေးအမှုပြောဆိုခဲ့ပါတယ်။ကမ်နဲ့တွေ့ရတာဆိုရလဲမိကွန်းတွေကိုထရန့်ကတိုက်ရိုက်မဖြေပဲဒီကိစ္စအတွက်လမ်းပွင့်နေစေလို့မယုံမလို့တုံ့ပြန်ခဲ့ပါတယ်။ထရန့်ဟာသူ့ရဲ့သမရ သက်တမ်းပထမ၄နှစ်တုန်းကအာဆီယံထိပ်သီးညီလာခံတွေကိုကိုယ်တိုင်မတက်ဘဲရှောင်လဲခဲ့ပေမဲ့ဒုတိယသက်တမ်းရဲ့ပထမဆုံးနှစ်မှာအာဆီယံညီလာခံစီရောက်လာခဲ့တာပါမလေးရှားကိုသူရောက်ရောက်ချင်းမှာတိုင်းကမ္ဘောဒီးယားနိုင်ငံရဲ့သဘောတူစာချုပ်ချုပ်ဆိုမှုအစီအစဉ်မှာပါဝင်မယ်လို့ထရန့်ကပြောပါတယ်အဲ့ဒီနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့လပိုင်းကနေဆက်အငင်းပွားမှုကြောင့်၄ရက်ကြာစီးရီးပြိပွားဖြစ်ကားခဲ့ပါတယ်။ထရန့်ဟာမလေးရှားခီးစဉ်အတော်တွင်အင်ရှင်နိုင်ငံနဲ့အမေရိကန်တို့ကြားကုန်သွယ်ရေးသဘောတူစာချုပ်ကိုလည်းလက်မှတ်ရေးထိုးဖို့ရည်ရွယ်ထားပါတယ်။သူကအမေရိကန်နဲ့သဘောထားကွဲလွဲမှုတွေရှိနေတဲ့ဘရာဇီးသမ္မတနဲ့မလေးရှားမှာလူချင်းတွေ့ပြီးဆွေးနွေးတာမျိုးလည်းရှိလာနိုင်တယ်လို့မှတ်ချက်ပေးပါတယ်။လူလာကလည်း ကွာလာလမ်ပေါ်မှာအာဆီယံညီလာခံကိုတက်ရောက်မှာပါဒရန်ဟာအော်တိုဘောလာ29ရက်နေ့ကျရင်ကောင်ကိုရီးယားရဲ့စိတ်ကဲမျိုးပူဆန်ကိုတွားရောက်ပြီးအာရှပစိဘိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ညီလာခံကိုတက်ရောက်မှာဖြစ်တယ်လို့အင်ရှင်နိုင်ငံတမရလီဂျီမြောင်နဲ့လည်းတွေ့ဆုံမှာပါအော်တိုဘား30ရက်နေ့မှာသူနဲ့ရှီတို့ကတွေ့ဆုံကြပြီးကုံသွေးအရာတင်းမှအပြိုင်နေမှုရှိတဲ့ကပ္ပ heavy wage နိုင်ငံကြားကဆက်ဆံရေးအဆိုင်ခဲတွေကိုအဲဒီမှာတွေ့ဆုံမှုကဖြေလျော့ပေးနေမလားဆိုတာကိုတကဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။တရုတ်ကမြေရှားတပ်တူတင်ပို့မှုတွေကိုကန့်သက်ထားကြပေမဲ့ကြေညာခဲ့တဲ့နောက်ပိုင်းမှာ Trump ကအဲဒီဆွေးနွေးပွဲကိုဖျက်ဖို့အထိချင်းချောက်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့နောက်ပိုင်းမှာတော့သူနဲ့ရှိတို့လူချင်းတွေ့ကြမယ်လို့ပြန်လည်အတည်ပြုခဲ့ပါတယ်။ Trump ဟာတောင်ကိုရီးယားကိုရောက်နေခြင်းအတော်တွင်မြောက်ကိုရီးယားခေါင်းဆောင်ကနေလည်းလူချင်းတွေ့ဖို့ဖြစ်နိုင်ခြင်းအတိုင်းအတာတစ်ခုတည်းရှိနေကြောင်း တောင်ကိုရီးယားအစိုးရနဲ့ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းဆောင်ရွက်ရေးဝန်ကြီးဌာနကလည်းကြေညာထားကြောင်းခုလိုပဲသိရှိရပါရရှင်။